ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ကပန်အော်ဒီယိုဘုတ်ချန်နယ်လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမောင်ညုံမိုင်းတန်လေးရေးသားထားတဲ့ဖေးသမဘသည်ဂျိုကာကြီးနဲ့တင်းချန်းကတန်ဆူဝါဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးတင်ဆက်ပေးမှာဖြစ်ပါရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။ဖေးသမဘသည်ဂျိုကာကြီးနဲ့တင်းချန်းကတန်ဆူဝါ ဘာတီကိုချိုးကားကြီးခတ်လိုက်လို့တဲ့ဟာဘာတီကိုဟုတ်တယ်ဗျို့အချင်းကြီးအတော်ဆိုးတဲ့ဟာဟေးဘာတီကိုချိုးကားကြီးခတ်လို့တဲ့လုံးကြပါအောင်ဟာအောက်တော့ထွက်မှာအလတ်တရိန်အော်တန်များကြားရတော့ခါကျွန်တော်တို့တင်မောင်းတော့အခုတ်လာကြသူများတင်မောင်းတော့တော့ငွေဖြစ်ကြတော့ပဲဝိုင်းပွေတွဲဖန်လာတဲ့လူအုပ်ရှိရာတို့အလျင်မြန်ပြေးသွားလိုက်ကြပါတော့တယ်ကိုထိန်ဥဖတီကို ချိုကကြီးရှ်ရှ်ဟဲ့ငမရဲ့အရန်မအော်နဲ့အပမိကုန်မယ်ဟုတ်ဟုတ်ကဲ့လူအုပ်ကြီးအားထမ်းမင်အားမှာခဏနာကြပါရင်ဒီမှာသွေးတန်ရဲနဲ့ဘိုက်ပွင့်ဥထွက်ပြီးမျက်လုံးနှလုံးလန်နေရဲ့ဥပတိကိုမမြင်ရမရှုရစရာတွေးလိုက်ရပါတော့တယ်ဟာငါထိန်ဘာလဲဥပကြမင်းကောင်အသက်မရှိတော့ဘူးဟာဟင်ဟုတ်ရဲ့လားဥပကြရ စစောကစကားပြောသေးတဲ့ဥစ္စာမျက်ဖြူလမ်းမီတငယ်အိမ်ကြက်နေပြီလေကွာဟာဖြေးရလေဘာတည်啊အမလေးအကိုဘာတည်ရဲ့ဒီမှာကိုဘာတည်ရဲ့မိမမတ်တဆုပ်လေဥရဖာရရောက်ချလာပါတယ်။သူမရောက်တဲ့အချိန်မှာကိုဘာတည်အတက်မရှိတော့သူ့လင်ရဲ့အလောင်းကိုပိုက်ပြီး ခုနှစ်တန်ချီဟိ၍ငိုချလိုက်ပါတယ်။ဟိ၍ငိုလိုက်တော့တန်ဟာ အောက်တော်ဝင်းကျင်ကိုလွှမ်းရည်သွားလိုက်ပါတယ်။ကိုဘသည်ဂျိုကာကြီးခတ်၍တေးတဲ့ကိစ္စနဲ့ဆက်လင်းပြီးအချို့ကစိတ်မကောင်းကြအချို့ကတော့တေးရတော့နည်းသေးတယ်လို့အပြစ်ပြောကြပါတယ်။ပြောကြဝေဖန်ကြတာဆိုတာလေပြောဆိုဝေဖန်ချင်စရာလေဖြစ်ပုံကဒီလိုကိုဘသည်မှာအောက်တော်တင်းမောင်းတော့ကဖမ်းလို့ရတဲ့ကျွဲပေါက်ကြီးတစ်ကောင်ရှိပါတယ်။အမြင်ပေးထားတာကဂျိုကာကြီးတဲ့တင်းမောင်းတော့ဟာရေနံချက်ဆိုင်ရုံကမ်းခြေကိုပတ်ဝိုင်းပြီးတော့ ရန်ကုန်မြို့တုံးစာမြေရိုးတခြားမှသည်ပင်လယ်ဝါတို့တိုင်းပေါက်လိုက်ပါတယ်။ထူပိန်သောတင်းမောင်းတော့ဖြစ်ပါတယ်။အဲ့ဒီတင်းမောင်းတော့ကြီးက -10 ဝင်းကျင်ခံရှိလျားပါတယ်။ဓဏီတော်နဲ့ဆက်နေရကဒီတော်ဦးဘသူမှ ထုတ်ပေါက်ရပိုင်းမတိုးနိုင်မဝင်နိုင်ပါ။တင်းမောင်းပြီးလက်မှုလက်မဲ့နဲ့အခြားသိပ်ပင်ချိုင်းများပါ ရောပေါက်နေကြပါတယ်။မိเจ้าများအောင်းနေပါတယ်။မြောင်များရှိပါတယ်။တောကြောင်နဲ့မွေးပါများပေါ်ပါတယ်။လင်းဝက်များအောင်းနဲ့ တော်လည်းဖြစ်ပါတယ်။အနည်းနာမှာလဲများရှိပါတယ်။ထို့သောပိတ်လျင်ကျဲပိုင်ရှင်များဟာရိုးရာတလေတမျိုးအရာ ကိုကျဲများကိုခလောက်အမှတ်တများပြုလုပ်ဆဲပေးပြီးအောက်သောရှင်ကြီးကိုပွဲအပ်ခါကျဲများကိုတင်မောင်းတော်အတွင်းသို့မောင်းတင်လိုက်ကြပါတယ်။စပားရက်ကနေရောက်မှကတော့ပွဲလက်ဖက်ပွဲနဲ့တင်မြောက်ပသပြီးကိုကျဲကိုပြန်ခေါ်ရပါတယ်။အဲ့ဒီမတိုင်ခင်ကာလအတွင်းလဲသမားပေါင်းများစွာရဲ့ကျဲများဟာတင်မောင်းတော်ထဲမှာလှည့်လည်ကြဆနေကြပါတယ်။ ရွာတို့လုံးဝချိန်ဦးမလဲကြအောက်တော်ရှင်ကြီးကိုလက်ဖက်ပွဲကြောက်ပွဲနဲ့ပသပါတယ်။အရှင်ကြီးကျွန်တော်ရဲ့လဲစပားနေချိန်ရောက်ပြီဖြစ်ပါ၍ကျွဲနွားများနဲ့အလုံးလို့ရမည်ဖြစ်ပါသည်။ထွန်းသောပိတ်ချင်ဟာအနှံထားသောကျွဲများကိုအပြင်အယောက်အိမ်အယောက်ပြန်ပို့ပေးပါခမ ्या ။အဲ့ဒီလိုတားမှန်ခွင့်ပန့်ကြရင် အလုံးကိုထူးဆန်းအောင်ဖွဲ့ကောင်းလာပါလေ။အထားသောကျွဲများတနေ့တည်းတပြိုင်တည်းနီးမှာဒါမှမဟုတ်ရှေးစင်နောက်စင်အုတ်နှစ်ချီ၍ တင်မောင်တော်ကြီးမှထွက်လာကြပါတယ်။ကျွဲများကအစာရေစာကောင်းကောင်းစားကြရ၍ဟွာဖီးလုံးနေကြပါတယ်။ကိုကျွဲကလောက်အမတ်သားများကိုရှာဝေးကြည့်ပြီးကိုကျွဲခေါ်ကိုရဲ့ကျွဲကိုခေါ်လိုက်ကြုံတာ။ဒီမှာအချုပ်တွဲကျွဲပေါက်များကြံရစ်ခဲကြသည်လည်းရှိပါတယ်။နောက်ကိုကြံရစ်ခဲ့ပူတဲ့ကျွဲမများနဲ့ရွာကျွဲထီများ မိမ့်လိုက်ရင်တော်ကျွဲရိုင်းလိုကျွဲများကြံရစ်ခဲကြပါတယ်။အဲ့ဒီကျွဲများကရွာပြင်တို့ထွက်ခဲ့ပါတယ်။ နွေရသည်တော်ရရှိအိုင်များတောက်ရည်လူရည်ခမ်းမှရွာချေသို့တိတ်ဆိတ်ဝင်ကပ်ပြီးရေတောက်ပါရင်ကျွဲလူဤအဲ့ဒီကျွဲများကို ကျွဲရိုင်းလို့အလွဲတကူခေါ်ကြပါလိမ့်ဒီမှာတော့နွေစပါတိမ့်ပြီးရင်တောချောက်ရည်၎င်းအစာရည်စာလိုအပ်၍ညဘက်အရေးဆုံးထက်တဲ့တောရိုင်းအုပ်များကိုလူဖွဲ့စု၍ဖမ်းကြပါလိမ့်တချို့ကကျွဲရင်နဲ့လည်းမြှောက်ခေါ်၍ဖမ်းကြပါလိမ့်အဲ့ဒီလိုတောပကျွဲရောင်များကိုဖမ်းစင်က ကိုဘတီကကျဲပေါက်တကောင်ဝေးစုရခဲ့ပါတယ်။ပြောရရင်တော့အသက်နဲ့ရင်ွေဖမ်းရဖြစ်ပါတယ်။တော်ထဲမှာအရင်တဘာဝအတိုင်းနေ၍လူနှံ့ရရင်လိုက်ပါတယ်။ရံပြုတ်ပါတယ်။ဆွတ်ဆွတ်ဆဆာအသက်ဆိုးရတာအကျိုးမြတ်ခံစားရခြင်းဖြစ်ပါတယ်။အဲ့ဒီလိုဆွတ်ဆွားရသောကျဲများကိုကျွေးရိုင်းဖတ်သမများကတင်းတင်းသောစိတ်နဲ့ရောင်းကြရကလင်းငါးကောင်ရလိုက်တာနဲ့အလုတ်ဖြစ်ကြပါတယ်။ငွေရှင်ကြပါတယ်။ငွေရှင်တော့အရက်တောက်ကြပါတယ်။ဖျက်ရိုက်ကြပါတယ်။ နောက်ဆုံးတက်တက်စင်ပြောင်ကြလေကုန်ပါလေကိုဘသည်အဲ့ဒီကျွယ်ပေါက်ကိုကြာကြာနာမွေးပါလေရက်ကလာကြပြီးကျင်သားရတော့ကျွယ်ရင်ကလေးမှာကျွယ်ရင်ဖြစ်လာပါတယ်သူ့ကိုထွန်သုံးစကြပါလေကျင်သားရတော့ခိုင်းကျွယ်ပေါက်ကြီးဖြစ်လာပါတယ်ကိုဘသည်အတွက်အာကိုရတော့ညာလက်ယုံဖြစ်လာပါတယ်ကိုဘသည်မှာကျွဲဥမာကြီးတကောင်ရှိပါတယ်အခုတော့ကျွဲတကောင်မငားရတော့ဂျိုကာကြီးလို့အမည်ပေးထားတော့ အဲ့ဒီမြန်မာကျဲပေါက်ကြီးကအားကိုးရပါတယ်။သုံးနှစ်အတွင်းစပွားအထွက်ကောင်းခဲ့ပါတယ်။ဂျိုကာကြီးအားတခင့်လိုလာ၍ထုံသုံးပိတ်၍တောတွင်ခဲ့သည့်တိုင်တောထုတ်ချိန်ရောက်ရင်လေသူတခင်ပါတီအိမ်တို့တန်တန်မတ်ပြန်လာလိမ့်ရှိပါရဲ့။ဂျိုကာကြီးအားတခင့်အပေါ်ချင်းမြတ်တန်ရောစင်ကြီးစိတ်လို့ဆိုရင်တော့မှားမယ်မထင်။ကံအကြောင်းမကောင်းချင်တော့ကိုဘသည်အရက်နဲ့ဖဲကိုအစွဲကြီးဆွဲခဲ့ပါရဲ့။အာတုဘအိမ်တကာလဲ၍ဖဲရိုက်ပါရဲ့။ ရိုက်လဲရှောင်းနာများပါတယ်စုမိထားတဲ့ရွှေငွေများကုန်ပါတယ်အိမ်တက်တို့ခွာရောင်းရဲ့တဏီမိုးနေပါတယ်လှင်များတော့လှင်နေလိုက်ကြသည်ဖျားကဖဲချုံများတော့ရရအောင်ရောင်းရင် နောက်ဆုံးကျွဲဦးမကြီးကိုနွားတက်ယုံတို့ဈေးပေါ်ပေါ်နဲ့ရောင်းလိုက်ပါတယ်အဲ့ဒီငွေလေမင်းကြီးလိုင်းအတုပမှာကုန်ခဲ့ပြန်ပါတယ်နောက်ဆုံးချစ်လာပါတယ်အားကိုးရပါတယ်ဆိုတော့ဂျိုကာကြီးကိုရောင်းချလိုက်ပါတယ်ဂျိုကာကြီးဟာပိုင်ရှင်အစ်တထံတို့ မျက်ရည်လဲရွှဲရုံးကန်ရင်နဲ့ပါသွားပါတယ်။ဒါတည်းရဲ့မိမမသဆုတ်ကသွားပြီးတော့တားကြည့်ရဲ့လို့ဟိရွေငုံရင်တတိလစ်သွားပါတယ်။ဘာမှမကြလိုက်။ချိုကကြီးပါရှင်တစ်ကိုရံမှု၍ကိုဘတီရှိရာသို့ပြန်ပြေးချလာပါတယ်။နောက်ဆုံးကိုဘတီကိုချော့စင်းနဲ့အချောင်းခံပြန်ရောင်း၍ကိုဘတီဝဲထားလိုက်ရပြန်ပါတယ်။ဒါပေမဲ့ဖဲရှုံတိုင်းပြန်ရောင်းပါတယ်။ကျွဲကြီးကိုကြာ၍ဝဲသူများကနောက်ဆုံး ကျွဲကရံပြူတာကြောင့်ကိုဘတီကိုရှော့စင်းနဲ့ပြန်ရောက်ကြပြန်ပါတယ်။ကိုဘတီကလည်းအကြောင်းမသိသူများကိုပြန်ရောက်ရင်ခြာလက်ပတ်လည်နေပါတယ်။နောက်အခါအဲ့ဒီကျွဲကြီးဝဲသူလက်ထဲမမြဲပဲရံပြူ၍မူလပိုင်ရှင်နဲ့ပြန်ပြန်ပြေးတော့တဲ့ရင်ကိုကြားရတဲ့အခါမှာတော့လုံးဝမဝဲကြတော့နောက်ဆုံးကိုဘတီဖဲနဲ့အရက်တန်နေရာမှာနေရနေရလာပါတယ်။ကိုဘတီမိမမာတဆုတ်ကတော့တိုင်းလိုဖြစ်နေတော့ဂျိုကာကြီးအကြောင်းမျိုးမျိုးနဲ့အင်ပြန်ရောက်လာ၍ အလုံးဝသာနေပါတယ်။တနေ့ဆက်မနိုင်တော့ဖဲချင်းများအတွက်ရံပြုတ်ခံရမယ့်အခြေအနေဆိုကိုရောက်လာတော့ခါကိုဘသည်ရှော့စင်းနဲ့ပြန်ရထားတဲ့ဂျိုကကြီးကိုကျွေးနွားပေါ်ချောင်းနဲ့တားတက်သမားများလက်ထဲသို့ရားတဲ့စီနဲ့ပြန်ရောက်ရပါတော့တယ်။အဲ့ဒီနေ့ကမတဆုကမြေကြီးပေါ်မှာလှည့်ရင်ကိုပါတယ်။ကိုဘသည်အားငွေဆက်ကူများကိုကင်ပြီးအရက်ကိုတစ်ခွက်ပြီးတစ်ခွက်မောနေပါတယ်။အာခေါင်းမောင်းတန်နွားတက်ကလာ၃လောက်ကရုံးကအော်ဟစ်နေတဲ့ဂျိုကကြီးကို ကျိုးနဲ့တာ၍ရိုက်နှက်ခေါ်ကြပါတယ်။ဂျိုကာကြီးကမလိုက်လို့ရေအကြောက်ကံရုံပါတယ်။ဒီမှာနွားတက်ကလာများကချန်ပြင်ရအောင်ကုညီပအောင်ဆရာဆိုပြီးကိုဘတီကပေကကတ်နဲ့ခန္ဓာကောစာလုပ်နေတော့ဂျိုကာကြီးကိုတန်ချုံတက်နေတန်ချိန်နဲ့အယိုးထံအောင်ရိုက်ပါတော့တယ်။ဂျိုကာကြီးကလည်းမျက်ရည်များတွေကျပြီးရဲသမျှချိန်တန်ကိုတင်းခံ၍ပေရက်ကတ်နေပါတယ်။မျက်စိကိုရိုက်မိသွားပြီးဂျိုကာကြီးမျက်လုံးတစ်လုံးပိတ်ခါသွေးနဲ့မျက်ရည်ရောကျလာပါတယ်။ မနေနိုင်တဲ့အစုံမတဆုပ်ကကျိန်လုံးဝင်လို့ပြီးလင်းလို့သူကိုတွန်းလှန်၍ဂျိုကာကြီးရှေ့မှာရက်လိုက်ကတာဂျိုကာကြီးတားနဲ့မေတို့ဘွားရေဆက်ကုန်ရမယ့်အခြေကိုရောက်နေပြီတားရေငါတာအမေတို့ခွင့်လွတ်ပါတော့ဝေကျွေးများရှိရင်လေဒီဘွားဒီများနဲ့ကြေကြပါတော့တာတားအမေမနေရဘူးမထက်ရဘူးသွားတော့တားရေသွားတော့ ဒီလိုလေမတဆုပ်ကဂျိုကာကြီးလေပင်ကိုဖက်လို့ငုံပြီးပြောလိုက်ရောဂျိုကာကြီးဟာသုံးချိန်တံမျိုးអော်လိုက်ပြီးမတဆုပ်ကိုဥကောက်နဲ့ပုတ်လို့တာတတမများခေါ်ရနောက်ကိုမျက်ရည်လဲရွှဲနေလိုက်သွားပါတော့တယ်ဂျိုကာကြီးဟာဘဝကိုလွယ်လွယ်နဲ့လက်မြောက်အရှုံးမပေးခဲ့ပါဘူးလမ်းခီမှာ ရှိသမျှခွန်အားနဲ့ရုံးကပ်ပြီးနွားတတမလေးရောက်ကိုဝေးခတ်ပြီးသူ့ရဲ့မူလာမွေးရစာသည်တင်မောင်းတော်တဲ့ကိုတခါတည်းပြေးဝင်သွားတော့တာပါပဲအဲ့ဒီချိန်ဟာစပြီးတင်မောင်းတော်တဲ့မှာ ညလုံးတလုံးကမ်းပွားနဲ့အစာရှာစားပြီးနေခဲ့ပါတယ်။တင်မောင်းသားလာခေါက်သူများဟာသူနဲ့တွေ့တိုင်းရှံပြုမဲ့မှတ်ပြီးရှောင်မေးကြပေမဲ့ဂျိုကာချီကတင်မောင်းသားလာခေါက်ရောက်သူထင်းခေါက်သူတင်မောင်းဖို့ရှာသူများတကြိမ်မြအနေနဲ့မပြုတ်ခဲ့ပါဘူး။တနေ့ကိုဝသည်သူ့လက်မှာတဲထုတ်ဖို့တင်မောင်းသားလာခေါက်ပါတယ်။တင်လုံးကောင်းကောင်းရဖို့တော်တဲ့ကိုကိုဖိုးစိတ်တို့နဲ့အဖွဲနဲ့ဝင်လာခဲ့လိုက်ပါတယ်။တင်မောင်းသားအလုံးကြီးကြီးဖြောင်ဖြောင် နှလုံးမဲ့ခုတ်ရသေးရဲ့အဲ့ဒီမှာပြဿနာကြောင့်ရောဖူဟာအမလီဟာဂျိုကာကြီးဒီမှာမျက်စိတလုံးကန်းနေတဲ့ဂျိုကာကြီးကိုမမျော်လင့်မနဲ့ကျွေးသူလန်းချချုံတွေကထွက်လာတာမြင်လိုက်တော့ကိုဘိုးစိတ်တို့ကိုငတ်ကြီးတို့လူစုကြောက်လန့်ပြီးနောက်ပြန်လဲပြေးကြရောဗျာအမှန်မှာဂျိုကာကြီးကသူ့တခင်ကိုမြင်လိုက်လို့အနမ်းရလို့ထွက်လာနှုတ်ဆက်တာဒီမှာကိုဘတီကသူ့ကိုရံမူရဲမှတ်ပြီး ဘာမပြောညာမပြောနဲ့တင်မောင်းသားခုတ်တဲ့ဓာနဲ့ပြေးဝင်ခုတ်လိုက်တာဂျိုကာကြီးခေါင်းရိုက်လိုက်တော့ဓာကဂျိုကာကြီးရဲ့ဥချိုခုတ်မိပြီးဂျိုပဲ့သွားပါတယ်ဓာနဲ့နောက်တစ်ချက်အာယူပြီးဂျိုကာကြီးရဲ့ဆက်ကို ပိုင်းချလိုက်ပါတယ်ဂျိုကာကြီးရဲ့စူးချနာခြင်းနဲ့အော်တန်ကို ကိုဘိုးစိတ်တို့ကြားမြင်လိုက်ရပါတယ်ဒီမှာပဲဂျိုကာကြီးဟာကိုဘတီကိုခတ်ရော ကိုဘိုးစိတ်တို့လည်းအော်ပြေကိုဘတီလည်းအော်ပြေဂျိုကာကြီးကလည်းနောက်ကအော်ပြီးတရကြမ်းလိုက် အာအာအာအမလေးပြကိုဘိုးစိတ်ပြင်းနောက်ပြန်လဲကြည့်လို့မြင်လာရတဲ့မြင်ကွင်းကကြောက်လန့်ရင်တုံးစရာပဲကိုဘတီကဂျိုကာတီဥချိုပြမှာမြောက်တက်သွားပြီးတော့ဘုံကနေမြေပြင်ကိုပြုတ်ကျလာပါတယ်ဒီမှာဂျိုကာကြီးကနောက်တစ်ကြိမ်ခတ်လိုက်ပြီးအတန်ကုံအော်ဟစ်လို့တင်မောင်းတော့တယ်ပြေးဝင်သွားတယ်မြင်ကွင်းမှာအဲ့ဒီချိန်အားစပြီးဂျိုကာကြီးကစိုးသွမ်းသွားတယ်ဖြစ်လာရောတင်မောင်းသားရှာသူများကိုရံပြဖို့လိုက်တယ်ကျွေးနာများဝင်သွားရင် အသေးချေခတ်ထုတ်တဲ့ဒီဝင်းကျင်ကဆင်းရဲသားများလက်လုံလဲစားများကဒီတင်မောင်းတော့တဲ့ကတင်မောင်းသားများခုတ်ပြီးအတက်မွေးရကြောင်းနေရတာအခုဂျိုကာကြီးရန်ကြောင်းတော့တဲ့မှာထင်းခုတ်ကြဘူးမွေးရတော့ဘူးနောက်ဆုံးမုတ်ဆိုးကြီးဥတီလုံးကို အခုညီတောင်းချရပါရောဥတီလုံးကတောကြောင်ရောမိကြောင်ရောမြောက်ရောအလုံးဖန်စီပြီးပြန်ရောက်စားနေမုတ်ဆိုးကြီးတနေ့ဒူးလေးနဲ့ဝင်ခဲ့လိုက်ပါတယ်တနေ့မှာဂျိုကာကြီးနဲ့ဆုံမရောလား ဂျိုကာကြီးဟာလူဝမုန်းနေတယ်လို့ပဲမျက်နှာနဲ့ဂျိုကာကြီးငုတ်ပြီးရံပြုတ်လိုက်တော့မုတ်ဆိုးကြီးဥတီလုံးကလည်းမကြောက်ဘူးဒူးလေးနဲ့မုတ်ဆိုးသူ့ကိုကောက်ကန်ပြီးပြစ်ချလိုက်ပါတယ်။မြားကကျွဲလေပြင်းကိုစူးဝင်ပြီးကျွဲဟာအင်ကနိတ်နဲ့ရက်သွားပါတယ်။ကျွဲဆိုးကြီးလဲချမသွားဘူးမောကြည့်နေပါတယ်။အစိတ်လူမြားကတဆွေခုံများစိတ်ဒီများထည့်ရင်ဘာသားကောက်မယ်ဖြစ်ဖြစ်တချက်ခုတ်ပြရနဲ့နေရာမှာတင်ပွဲချင်းပြီးပဲအခုချိန်ဆန်းကျွဲဆိုးကြီးဘာမှမဖြစ်ဘူး။ မျက်လုံးရဲရဲနေနေကြည့်နေစိုက်ကြည့်ပြီးရှေ့ကိုတလဲချင်းထိမထင်သလိုလာနေပါတယ်။ဒါနဲ့နောက်ထပ်အစိတ်လူများနဲ့ပြက်လိုက်ပြန်ပါတယ်။လက်ပတ်ကြောင်တစ်ချောင်းရင်းစို့တစ်ချောင်းစိုက်ဝင်သွားပါတယ်။ကျွေးဆိုးကြီးအားလဲချမသွားဘူးကြောက်စရာမျက်လုံးနဲ့လှမ်းလာနေစေပဲ။ဒီမှာပဲအံ့ဩစရာကောင်းတဲ့အတန်များကို ကြားလိုက်ရပါရော။ဟာတောချောက်နေပြီဟာ။မုတ်ဆိုးကြီးတိလိုက်ပြီးတောချောက်နေပြီးလေတိုက်တန် ခွေးဥတန်လူရဲတန်ကို တိုးတိုက်ပြေးလွှတ်တယ်လို့အတန်တွင်အနည်းဝင်းကြီးကကြားနေရပါပြီ။ဒီကျွဲဟာသူ့တခင်ကိုတတ်ခဲ့တဲ့ကျွဲမဟုတ်မှလွဲရောဒီကျွဲဆိုကိုမကောင်းဆိုးဝဝိညာဉ်ကအပမိနေပြီ။ဒါကြောင့်အစိတ်လူးများနဲ့ပြစ်တာတော့မသေးတာ။အဲ့ဒီမှာမဟုတ်ဆိုးကြီးနောက်ပြန်ဆုတ်လိုက်ပါတယ်။ကျွဲဆိုးကြီးကလည်းမြားချက်တလန်းနဲ့လှမ်းလာနေပါတယ်။ရှေ့တန်းညီတန်များကလည်းအချက်လေးမျက်နှာကကြောက်ခမန်းလီလီကြားနေရတော့နောက်ဆုံးဒူးလေးကိုထမ်းပြီးအတက်ကုံတော်ရဲကနေ ကိုလူယုံအသက်လူပြေးခဲ့ရပါတယ်။ဒီကျွဲဆိုကြောင့်ဘသူမှတင်းမောင်းတော့တဲ့ကိုမဝင်ရဲကြပါဘူး။အလုံးကဘာတီကိုအပြစ်ဖို့ကြလျက်ပဲတချို့ကတော့ကိုဘာတီတဆိတ်ကျွဲကြီးကိုစီးနေတယ်လို့လို့လိုက်ပါနောက်ချက်နေတယ်လို့လို့ပူကတ်နေတယ်လို့လို့ဝေဖန်ပြောဆိုနေကြပါတယ်။ဒီအကြောင်းကိုတင်းကြိုင်အောင်သူ့ဝါရစာကြည့်ဥတုံကြီးကကြားသွားရောဟေ့ဒီလုံးပြာကိုတုံးကြီး ဟိုကျဲမှာအပမိနေရဲ့လို့ပြောနေကြတယ်။ဟုတ်သလားဟာ။မပြောတတ်ပါဘူးဗျာ။ကျုပ်တဆွေးကုံများနဲ့ပြက်တာလေဒီကျွဲကိုမသိဘူးဗျာ။စမ်းတော့စမ်းသားဗျာ။ရွာသူရွာသားတွေလည်းထိခုံများဖြစ်နေမှာပေါ့။ဒါပေါ့ဗျာ။မင်းနဲ့ငါလိုက်စားရအောင်ကွာဒီလုံး။ဟာမလုံနဲ့ကိုတုံးကြီးဒီကောင်ကြီးကအပမိနေတယ်လို့မျိုးစီးနေတယ်လို့မျိုးဖြစ်နေရဗျာ။ငါရှင်းပါမယ်ကွာ။ ခမားမှာတနက်ရှိတော့လိုက်ရှာပြစ်ချင်ပြစ်ပြကျုပ်တော့မလိုက်ချင်ဘူးကိုတုံးမင်းလည်းမုတ်ဆိုးလုပ်ပြီးဖိုချားပဲကိုကွာခမားမကြုံမှုသေးလို့ပါကိုတုံးရတွေ့ရင်ကြုံရင်ခမားလည်းဘာဒီနာကိုလိုက်ပြီးကိုတူးတဲ့ခြင်းနဲ့ကို့ဘာသာအပြည့်ဝင်အိတ်နေရမှာပဲဗျဒါဆိုငါမနဲ့ပြန်လိုက်ရှာမယ်ကွာဘာခမားအဲ့ဒီကောင်ကြီးနာကိုတကယ်လိုက်မယ်อืมကိုတုံးကြီးဘာလဲဒီလုံး ွားချင်လဲသွားဒါပေမဲ့ကြိုပြောလိုက်မယ်ကို့လူဖြစ်နိုင်တော့ဖုန်ကြီး၃မလောက်ကြိုပြီးတော့တရဏကုံတင်သွားဒုံးကြီးရေဟာဟာဟာကြိကြသေးတာပေါ့ကွာတင်းချန်းကောင်းရဲ့လူများလေကောင်မှစနလာကြီးကိုဒုံးကြီးရဲ့ငှက်ဆူထူးတန်လို့ရေတန်ကြီးအားလှိုင်းသွားတာပဲရေတန်နဲ့ကြီးကြောင့်ကိုကိုပေမော်ကကြီးကန့်အချို့တော့လမ်းမီပြေးကြပါတယ်စနလာကိုဒုံးကြီး လူတည့်ရဲ့တတရှိရဲ့ ဝါနဲ့ဓားချုံကြီးကိုကင်လို့တင်မောင်းတော်တဲ့ကို သတိနဲ့နှမ်းဝင်ခက်လိုက်ပါတယ်။တော်ကတော့တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ဒါတခုထူးဆန်းနေရပဲဘာသားမှမကြားရဘူး။သူဝင်ခဲ့တာတနားရီနီးပါးကြပြီးတင်မောင်းတော်ကတော့ကျွေးလဲမဲ့ရှိနေလမ်းများဥထဟိုမဲ့ဟင်ဟာကြည်လိုက်တော့လဲဆံမွေးစောင်းထနေရဲ့ကျွဲကြီးဂျိုကာကာကြီးနဲ့မျက်လုံးတစ်လုံးကန်းလို့ဟုတ်ပြီဒါ မဟုတ်ဆုံးဒီလုံပြောတဲ့ဘားဒီကိုတတ်တဲ့ကျွဲဆိုးကြည့်နေမှာပဲကျွဲကြည့်အားတင်မောင်းများကြားကနေခေါင်းအောင်ရမ်းခါမီဝေါကနဲ့ပြေးထွက်လာပြီးကိုတုံးကြည့်နဲ့ဝါးသပြန်ခွဲမှာရင်ဆိုင်တွေ့ကြပါတယ်အဲ့ဒီမှာပဲကိုတုံးကြည့်ဟာဝါးချုံနဲ့ထိုးချိန်ထားလိုက်ပါတယ်အလိုထူးဆန်းတဲ့အတန်တွေပါလားအနည်းပတ်ဝန်းကျင်ဝဲရကကြားနေရတာမျက်စိကစားလိုက်တော့ဘာကောင်ကိုမှမမြင်ရဘူးတဲ့ပင်များရှင်းကလှုပ်ရှားနေရဲ့အတန်တွေကပိုပြီးကျယ်လောင်လာတဲ့ ော်သူတန်လေးတိုက်တန်အကန်းရွက်ချင်းရိုက်တန်ရေတန်ဥတန်အတန်ပေးအော်ဟစ်တန်စုညာလို့ဟုတ်ပြီအကောင်ချေမမြရပြီထူးဆန်းတဲ့အတန်များကိုကြားနေရတာဒါမျိုးဘူးတောချောင်းနေရတောလက်နေရဒီမှာပဲကျွေးကြီးကသူ့ရှိရာကို ခွာဆောင်ပေါ့ဥချုပ်ကြီးရမ်းပြီးအရှိန်နဲ့ပြင်းဝင်လာနေပြီသူကလည်းမျက်တာမခတ်ပဲကျွေးကြီးကိုကြည့်ပြီးဝါးချုံကိုတင်းချက်စွာဆုပ်ကိုင်လို့ချိန်ထားလိုက်ပါလေအရှိန်နဲ့ပြင်းဝင်ခတ်မလို့လောက်ရော လွှာကနေနှစ်ဘေးကို ခုံရှောင်လိုက်ပါတယ်။ဒီမှာအချိန်လိုရကပြုံးကနေပြန်လဲလိုက်တဲ့ကျွဲဆိုးကြီးရဲ့လက်ပတ်ကြားကိုလက်ထရဝါကြုံနဲ့အာကုန်ပြေးထုတ်လိုက်ချပါတယ်။ကြာကြာကြာကွာကျွဲကြီးကအတင်းယုံပါတယ်။မိတင်ထားတဲ့ဝါနဲ့ဝအူးချုံကကျွဲဆိုးကြီးရဲ့ရှေးလက်ပြန်ပတ်ကြားကိုတပေကြော်ကန်စိုးဝင်နေပြီးကျွဲကယုံသူ့ဟာအားဆဆိုင်နဲ့ထိုးဆိုင်နေပါတယ်။နေရဲတဲ့သွေးများကဖြာစင်းနေက တောချောက်တန်ကလည်းကြောက်စရာလူတန်းကျွဲစုကလည်းဒံရနဲ့နာကျင်စွာအော်နေပါတယ်။ရုံးလေဆောင်ထိုးထားတဲ့ဝါချုံကစူးဝင်လေးနဲ့နောက်ဆုံးတင်မောင်းမင်းများအောင်မိပြီးရိုင်းအကြမှာတော့ကြာကြာနေလားဟဲ့အပမီရဲ့ကျွဲကိုင်းဟာကြာတိတ်မကြလိုက်ဘူးကျွဲစုကြီးရဲ့ပါဇက်နှာခေါင်းမှာသွေးများစီးကြကလက်ပြန်ထိုင်ရမှာသွေးများစီးကြလာပြီးအကြောများဆွဲလို့လဲကြတိတ်ဆုံသွားခဲ့ပါတယ် ဒီမှာတော့တောက်တစ်ချက်ခက်တန်ကိုကြားလိုက်ရပါတယ်ဘာတူလဲကွာ မကြိမ်နဲ့ထွက်ခဲ့ဟိဆန္ဒလဒုံးကြီးရဲ့အလုံးမန်သွင်းတဲ့တမ်မာလာဝဲရောင်မျက်လုံးကစားပြီးလိုက်ကြည့်လိုက်ပါတယ်ဘာတူမှမရှိဘူးသူဟာထပ်မံစိန်ခေါ်လိုက်ပါတယ်ဒီမှာပဲတောချောက်တန်များတက်ဖြစ်ဖြစ်ဝေးသွားပြီးတော့တင်မောင်းတော့အငိမ့်ကြသွားပါတယ်ခဏနေရောကျင်းကတာရကများနဲ့ ချိုမြင့်စွာအော်မြင့်တံများကို ကြားလိုက်ရပါတယ်။နောက်ဘက်စီမှာလူတစုရဲ့အချက်ပေးတံများကိုကိုတောင်းကြည့်ကြားလိုက်ရလို့ကျွဲတည်ရဲ့ရင်ပတ်လက်ကြားမှာစုနဲ့ဝင်ရဲ့ဝတ်ချုံကိုအားနဲ့ဆွဲနှုတ်လိုက်ပြီးဓားမြအနှောင်းနဲ့ဝတ်ချုံဝါကိုခောက်လို့ပြန်ချက်ပေးလိုက်ပါတယ်။ဒေါင်းကြီးဒေါင်းကြီးနော်ဟုတ်တယ်ဟဲ့ဒီလုံးတို့လားကွာကိုဒေါင်းကြီးခက်ခမလူလူပါနော်အဲ့မှာလှုပ်လိုက်ရ မိမသွားရမယ်လူမလူအစ်စ်ဟဲ့တင်းချမ်းဟာဆန္ဒလဒုံးကြီးအစေးกว่าဖို့ကြမုတ်ဆိုးရဲ့ဟာဟဲဟင်ဒီမှာမုတ်ဆိုးကြီးဒီလုံးတော့အုပ်စုချုပ်ကကြီးမျက်လုံးပွင့်ပြီးတင်းနေအောင်မြင်လိုက်ရပြီးလွန်စွာအောင်သွားကြပါတယ်တတိချာကြည့်လိုက်တော့ရှေ့လက်နောက်မှာလက်သီးဆုံးမကဝါချန်ဆုနေရချင်းနဲ့ဒါနဲ့သူမျှတုံးချောင်းနဲ့ငုတ်ကြိုးတန်ရများကိုလည်းမြင်တွေ့လိုက်ကြပါတယ် ိုသုံးကြည့်ဘာလဲကွာဒါဒါခမညတက်လိုက်တာနော်ငါမတက်လို့ဘယ်လဲသမားတက်ရမှာလဲကွာမယုံရင်ဒီမှာကြည့်ကိုသုံးကြည့်ဟာသွေးများပေးချန်ရဲ့ဝဏ္ဏတာဝချုံကြီးကိုမြှောက်ပြလိုက်ပါတယ်ခမညတော့တကယ်လူပဲဗျာကိုသုံးကြည့်ဟေးဟေးဟေးအစိုက်လူများတော့မနိုင်နဲ့အပမိတို့ထင်ရတဲ့ကျွဲဆိုးကြီးကိုခမညဝချုံနဲ့ထိုးတတ်တာ ကျုပ်တို့အံ့ဩချီးကျူးလို့မဆုံးပါဘူးဗျာဒီမှာကိုရောကြီးဘာလဲကွာမိချောင်းသားရအဲ့ဒါဘာဝချုံလဲဗျခမ ्या ဘာစိတ်သုံးထားလို့လဲငါရဲ့ဒီဝချုံမှာဘာစိတ်မှမသုံးမင်းတို့အလုံးဝချုံကဘာဝချုံလဲဆိုတာသိချင်လားသိချင်လို့မေးရပေါ့ဗျာအဲ့ဒါတန်ဆုဝချုံလို့ခေါ်တယ်တန်ဆုဝချုံအေးဒါက လူသေးကောင်များမိတဲ့ကြိုရမှာမိစာထုတဲ့ဝါပဲကြတော့ဝါမိတင်ထားသလိုဖြစ်ပြီးလှန်သွားလှန်ဖြုံးလို့ချွနေရဒီလိုတန်ဆုဝါမျိုးဟာအပမိနဲ့တားကောင်တို့အနောက်ဆက်ပယောဂဝင်ရဲ့လူတို့တလေးဆန်တို့ကာဝေးရမှာအရေးပေါ်တုံးရတယ်ဒီတန်ဆုဝဝက်ချွန်မျိုး အိမ်မာရောကြောင်ရောမထားကောင်းပေမဲ့မကောင်းဆိုတာအနောက်ဆက်အမောင်ကြီးနဲ့ကြုံရင်တော့အခုလိုတုံးလို့ရတယ်ဆိုတာလက်တွေ့ပြလိုက်တာပဲတကယ်တော့လေဒီကျွဲကြီးဟာ မင်းတို့ထင်နေသလိုအမောက်ပြောကတဆေစီးပြောထိမ့်မြသိမ့်မြကြောက်ရရာကောင်းလေဖြစ်ချင်ဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးပေါ့ကွာငါနားလေတလောက်ပြောရရင်မိဝောင်တင်ထားတဲ့ဝန်နဲ့တန်စုဝါမလေးမိသိန်းအစိတ်ရှိတာပဲအရေးကချက်ကောင်းပပိုင်နိုင်ထိုးချလိုက်တော့အပပဲမိမိအပဲ့ပဲမိမိတင်းမခန့်နိုင်ပဲတေးရတာပဲကွာအများရဲ့အကျိုးတက်မှုလို့လားငါလေစွန့်စားလိုက်ရတာအမန်တရားခံအစ်စ်က ဘာတီပဲကွာဘာတီအသုံးမကျလို့ကိုကျင့်တရားမကောင်းလို့လူရောတိရစ္ဆာန်ရောဘဝပြတ်ရတာ။ကဲဒီကောင်ကြီးကိုဖျက်မဆားနဲ့မြေမြုပ်ပြီးတော့ကောင်းကောင်းတချို့ပေးလိုက်ပေါ့ဒီလုံးတို့ရ။အဲ့ဒီနေ့ကဂျိုကာကြီးကိုတော်ထဲမှာပဲလုံချုံကောင်းမွန်စွာမြေမြုပ်ပြစ်လိုက်ကြပါတယ်။အဲ့ဒီနေ့အဲ့ဒီရက်ကစပြီးတင်မောင်းခုတ်သူများ ထင်းခုတ်သူများအမဲလိုက်သူများငါးဖားရှာသူများနဲ့တင်မောင်းတော့ရဲ့တဘာဝအလဟာ ပြန်လည်စိမ့်ဆိုတာယာလှပခဲ့ပါတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးဆရာမောင်ညုံမိုင်းတန်လင်းရေးသားထားတဲ့ဖဲသမားဘသည်ချိုကာချင်းနဲ့တင်းချန်းကတန်ဆူဝါဆိုတဲ့ဇလန်လေးရဲ့အစာဆုံးတင်ဆက်ပေးခဲ့ဖြစ်ပါတယ်ရှင်။ဇလန်လေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကိုလိုက်ရယ် subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်။နောက်နေ့ဒီမှာလည်း ဘလို့ဇလန်လေးကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ကြအားပေးကြပါဦးနော်။